ဟုတ်ကဲ့ပါဗျာအခုလို့ဟောပေါ့နော်ကောင်းတဲ့ comment လေးဝင်ရေးပေးတဲ့မိတ်ဆွေကိုလည်းကျေးဇူးများကြီးတင်ပါတယ်အဲ့တော့အမ်ဒါမိတ်ဆွေအနေနဲ့ပေါ့နော်မိတ်ဆွေကနေပြီးတော့ကျွန်တော်စီမအားလည်းအစီအလေးတွေအစီအပြာလေးချုံးမှုတယ်လေအောင်မြင်တာလေးရှိတယ်ဆိုတော့ဒါမလို့ comment ရေးထားတာဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့ဒါကိုလည်းကျေးဇူးများကြီးတင်ပါတယ်အဲ့တော့မိတ်ဆွေအစီအပြေချင်းအောင်မြင်ရင်ဒီမိတ်ဆွေရဲ့ရရှိဘွားကပါလာတဲ့နော်အတိတ်က ကံအကြောင်းတရားကြောင့်ယခုမှကံအကျိုးတရားလေးခံစားရတာဖြစ်ပါတယ်ကျွန်တော်အနေနဲ့ကတော့ကျွန်တော်ကိုဒီရင်ပညာရည်တည်တော်ပညာရည်သင်ပြီးကလေးဘာဆိုင်မင်းနေခါပေါ့နော်အခုလက်ရှိတော့စီလိုကကိုင်းကဒီကိုင်းဝင်လာတဲ့နော်ထက်ဆရာတော်ဖျားကြီးရဲ့ဆောင်းဆောင်မှုပေါ့နော်ဆရာဘာဆိုင်မင်းနေခါပညာရည်တည်တော့ဆရာတော်ဖျားကြီးရဲ့ပညာရည်တည်နဲ့ဒါမိတ်ဆွေတို့မိသားစုကိုကျွန်တော်တတ်နိုင်တဲ့လောက်ကူညီပေးခြင်းဖြစ်ပါတယ်အဲ့မှာမိတ်ဆွေတွေအနေနဲ့မိတ်ဆွေတွေနဲ့ကျွန်တော်နဲ့ ်ပေါ့နော်နောက်တစ်ခါကျွန်တော်ရဲ့ဆရာပေါ့နော်ဥပဇင်ဆရာဖြစ်တဲ့ trap out ဆရာတော်ဖျားကြီးဒီရဲ့နောက်ကျွန်တော်ရဲ့ဒီဘီရင်တော်ပညာရေးဒီကိုသင်ကြားပေးခဲ့တဲ့အဖချိန်မင်းနေခါတို့ရဲ့နေ့နော်ဒါရှေ့ပထမ်းဆက်ဒီကုသိုလ်ကံတရားတွေကြောင့်မိတ်ဆွေဒီအဆင်ပြေရှုံးဝေးဖြစ်ပြီးတော့ဒါအဆင်ပြေခဲ့တာဖြစ်ပါတယ်ကြာနော်ဒါကျွန်တော်စွမ်းလို့တွေမဟုတ်ပါဘူးကျွန်တော်ကြောင့်တကူမှမပါပါဘူးနော်ကျွန်တော်ကိုဆောင်းရှောက်ပေးတဲ့မနောစိတုဘခိုင်ကနော် travel အထက်ဆရာတော်ဖျားကြီးများ တော့ကျွန်တော်ဘီရင်ပညာတော်ပညာတွေဒီရေရပညာတွေကိုသင်ကြားပေးခဲ့တဲ့တော့ကျွန်တော်ရဲ့လဝူဇီယာပါဆရာကြီးမင်းသိန်ခါတို့ရဲ့ပညာရက်ဒီဖြစ်တာမိတ်ဆွေကိုကူညီပေးခြင်း ဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့နော်အဲဆရာကြီးမင်းသိန်ခါရဲ့အပါဆရာကြီးမင်းသိန်ခါတော့ကျွန်တော်ရဲ့အဲဥပဒေဆရာဖြစ်တဲ့နော်အထက်ထွက်ပေါ့ဆရာတော်ဖရာကြီးများရဲ့နော်အဲအကူညီဖြစ်တာမိတ်ဆွေအဆင်ပြေခြင်းဖြစ်ပါတယ်အဲ့ဒီပညာရက်ဒီအဲ့ဒီနော်အဲ ဆောင်ရှောက်မှုတွေပေါ့နော်ဆရာတော်ဖျားကြီးတွေရဲ့ဆောင်ရှောက်မှုတွေနော်ဘာဆရာမင်းသိခါလို့ဆောင်ရှောက်မှုတွေနဲ့ဒါမိတ်ဆွေအစီအမေးကြီးမဲ့ဖြစ်ပါတယ်ဗျာနော်အခုလို့ comment လေးကိုဝင်ရေးပြီးတော့ကျွန်တော်ကလည်းဒီကနေ့ video လေးနဲ့ reply ပြန်ပေးလိုက်ပါတယ်ဗျာနော်အားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ခုနှစ်ရက်မိတ်ခုနှစ်သားသမီးမိတ်ဆွေတွေအပေါင်းအလေးတွေကလည်းမိမိတို့ရဲ့တူးချင်းရဲ့နော်ကန်ဆာတာဆီးဆီးကျင်တာလေးတွေတော်တော်မေးမြန်းကျင်တာလေးရှိရဆိုတော့ဗျာနံပါတ်3 9 5 9 6 9 8 3ကိုဆက်သွယ်ပြီးတော့မေးမြန်းနိုင်ပါတယ်မိတ်ဆွေတို့အတွက် လိုအပ်တဲ့အစီအရင်လေးတွေအနံ့ညင်တာလေးတွေအဆောင်အောင်လေးတွေအနံ့ညင်တာတွေရှိရဆိုလို့ရှင်လည်းဆက်သွယ်ပြီးမြန်နိုင်ပါပြီအားလုံးပဲကျေးဇူးတင်ပါတယ်နော်ကာစီတဲ့ဒုက္ခနဲ့ပြည့်စုံပါစေလို့ဆုပါ